မဒီနေ့ဖျက်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကဆုံလားပြင်းနေရလဲမကြခင်မှာကြားရောက်တော့မှာဖြစ်တဲ့အတွက်ကဆုံလားပြင်းနေမှာမဖြစ်မနေလူတင်တော့အလူခွနှမျိုးဆိုတဲ့စာမလေးအကြောင်းကိုဘ ഹു သုဒရဝယ်တင်ဆက်ဖျက်ပြပေးခြင်းတာပဲဖြစ်ပါရဲ့ရှင်။မှန်ကန်သောအမှုတမိုးရှိလာသောအလူလေးမျိုးပြုလုပ်နိုင်ကြစီရင်ယူရဲကတင်မေးလိုက်ပါရဲတဲ့။ပထမအဆုံးပြောလိုတာကကဆုံလားပြင်းနေဆိုတာဘာလဲဆိုရင်ဗုဒ္ဓမြတ်စွာဘုရားရဲ့တမိုင်းနဲ့ပတ်သက်ရင်ဗျာဒိတ်တော်ခံယူသောနေ့ ွားတော်မူသောနေ့ဘုရားကြီးရောက်ရှိတော်မူသောနေ့ပရိနိဗ္ဗာန်ဆန်းတော်မူသောနေ့ဖြစ်ပါတယ်ဒီနေ့ကိုဗုဒ္ဓနေ့လို့ခေါ်သလိုအင်မတန်မှလည်းထူးခြားသောနေ့တစ်နေ့ဖြစ်ကာထိုနေ့တစ်နေ့လုံးမှာကိုပြုလုပ်သောအလူအတန်ကောင်းမှုကုသိုလ်များဟာဒိဋ္ဌဓမ္မအကျိုးပေးတတ်သလိုထိုနေ့မှာဘုရားစုကိုပန်လင်းပြီးတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ် ဒါအပြင်ထိုးနေ့မှာကောင်းကင်ရှိနက္ခတ္တရာက ကောင်းမွန်သောအချိန်ကဖြစ်တဲ့ဝိတခာနက္ခတ္တီရှိတာကြောင့်လူဘဝကြီးရာကိစ္စလေးတွေမှာလည်းထိုးကနက္ခတ်နဲ့အညီကောင်းသောအမှုကိုပြုမယ်ဆိုရင်အလင်းအမှန်ပြေလည်စေနိုင်ပါတယ်။ထိုးဝိတခာနက္ခတ်က17ရက်9လ2025ရက်နေ့အာယုံတက်မနက်4:53မိနစ်မှမနက်9:29အကြာတီးရှိနေမှာဖြစ်ပါတယ်။ထိုးနက္ခတ်ဖြင့်ရေရာချီချင်းများကိုပြုမယ်ဆိုရင်လည်းတောင်းစုပြေနိုင်ပါတယ်တဲ့။အလူခွနှမျိုးကတော့အလူတက်ရေတက်ပယ်ခြင်း မြတ်စွာဘုရားသတင်းသုံးနေထိုင်တော်မူသောဘုရားကျောင်းကံစီဒီဆင်းလူတော်တို့အားတယောကေမုံအမွေးနဲ့သာမာလာရည်စင်တို့ဖြင့်ဒီတက်ပေခြင်းချောင်းတော်ခွင့်ချင်းမိမိကိုယ်တိုင်ပြုလုပ်ခြင်းဖြစ်စေတအိမ်သားလုံးကဝိုင်းဝန်း၍ဆောင်ရွက်ခြင်းဖြစ်စေပြုလုပ်ပါကထိုအလူကြောင့်အိမ်အေးချမ်းစီပါれအထိုက်အခိုက်ပြင်းစေပါれတဲ့အလူနှင့်စွမ်းကပ်လူချင်း လာပြင်းနေမနဲ့၄နာရီခွဲမှ၆နာရီကြာတွင်စွမ်းရည်ချမ်းခဲပွဲဘောစဉ်အစူးစူးတို့ကိုမိမိတို့တအားတည်းလူရန်ချင်းကိုထိုအလူကတော့အနည်းစဉ်လုံးနေကြဖြစ်တဲ့အတွက်အထွေထူးမဟုတ်ပေမဲ့ထိုနေ့မှာမမေ့မလျော့ပဲကက်လူစေချင်ပါတယ်စွမ်းလူရချင်းကြောင့်မိမိကန်စာတာတက်စီပါတယ်တဲ့ အလူတုံးရွတ်ဖက်ပူဇော်ခြင်းပြုလို့ရမည်အချိန်ကမနက်6:00နာရီမှ7:30နာရီအတွင်းရွတ်ဖက်ပူဇော်ရာမှာအထူးသဖြင့်ပရိတ်ပဋ္ဌာန်းရွတ်ဖက်ခြင်းမဟာတမယတုံရွတ်ဖက်ခြင်းတိလခံယူခြင်းစသည့်အမှုတို့ကိုစိတ်တည်ငြိမ်စွာထရလက်ရွတ်ဖက်ပူဇော်ပေးရပါမယ်ထို့သို့ရွတ်ဖက်ရာမှာအရေးကြီးတာကအရရှိမြင်လာမှတမာဒီဝနှကောင်းနှမြများအားပင့်ဖိတ်ကရွတ်ဖက်ပူဇော်ပေးပြီးတော့အမျှပေးဝေရပါမယ်အလူလေးမိဘတို့အားကျွေးမွေးလူရန်ခြင်းမိဘကိုပြုစုလုပ်ကြွေးသောအမှုကိုနေ့စဉ်ပြုနေကြသူတွေ ရှိတယ်ဆိုပေမဲ့ဒီကနေ့မှာကတာမန်နေ့တွေနဲ့မတူပဲပုံမအာယုံဆိုင်ခါစည်နာပါပါပြည့်စုံကျွေးမွေးတင်ပါတယ်မိဘကိုလှုပ်ကြွေးတော့ပုံကဟာယခုဘဝမှာပင်ချမ်းသာသူခရရစီတာကြောင့်စည်နာပါပါဖြင့်စားကောင်းတောက်ခွေများကျွေးမွေးလူရန်ချင်းအမှုကိုအချိန်တခုပြီးကပြုလုပ်လူရန်စီခြင်းပါတယ်တဲ့အလူငါဇီဝိတဒါနပြုခြင်းထိုးနေ့မှာငှက်လွတ်ခြင်းငားလွတ်ခြင်းလက်စာကျွေးခြင်းခွေးစာကျွေးခြင်းငှက်စာကျွေးခြင်းခိုးစာကျွေးခြင်းစတဲ့အမှုတွေကိုပြုလုပ်ခြင်းများလည်းပြုလုပ်သင့်ပြီးထိုးထုတ် ေနေချိန်မှာမိမိစိတ်ကဖြစ်စီနှုတ်ကဖြစ်စီတရဝါလေးတွေကြက်မှချမ်းသာစီဖို့မေတ္တာပို့ပေးနေရပါမယ်။ အလူချောက်ပန့်တကူပြည့်ချင်းပြုလို့ရမိအချိန်ကတော့ညနေ9နာရီမှ9နာရီကြားပန့်တကူပြည့်ချင်းဆိုတာဟာအမှန်တကယ်လိုအပ်တော်သူများအားငွေကြေးလှူဒန်းခြင်းစားသောက်ဆရာများလှူဒန်းပေးခြင်းစသည်တို့ကိုပြုလုပ်ခြင်းဖြစ်ပါတယ်ပြုလုပ်ခြင်းမှာလည်းအမှန်တကယ်အကျိုးဖြစ်စေရန်ရည်ရွယ်ကစေတနာတန်တန်ဖြင့်လှူဒန်းသင့်ပါတယ်ထို့ရက်လက်ကြောင့်အကျိုးငွေကြေးကိစ္စများအလင်းအမြန်ပြည့်လည်စေပါတယ်အလူခနှစ်စင်မီကတ်လူခြင်းအမွေးရန်ကတ်လူခြင်းတောင်းဆုပြုခြင်းပြုလို့ရမိအချိန်ကည7နာရီမှ10နာရီကြားဖြစ်ကား စီမီ17တိုင်းအမွေးတိုင်းစသည်လို့ကိုကန့်တူကတမာဒီဝါနှကောင်းနှမျက်များအားပင့်ပိတ်ကမိမိတို့ရဲ့တဏှိတာပြုခဲ့သည်များကိုအမြတမ်းပြေးဝေရပါမယ်။ထို့နောက်အေးလကြီးလိုတာကမိမိလိုအပ်သောတောင်းစုတစုကိုထို့အမြဝေပြီးချိန်တောင်းစုပြုပါရက်ဖရာအဖြစ်စုပန်းလင်းမေရနိုင်တာမလို့မိမိတို့လိုရာဆန္ဒပြုနိုင်ပါလေလို့ဒေသထားပါရရှင်။ ဝင်ရင်းရေးသားသူကိုလည်းလေးစားစားဖြင့် credit ပေးအပ်ပါတယ်ရှင်။နားဆင်မိကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့မှတော့ပရိသတ်များနားဆင်နေရတဲ့အကြောင်းကတော့ကဆုံလားပြီးနေ့အလူခဏမျိုးနဲ့ပတ်သက်ပြီးတော့တိမတ်စရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အားကောင်းတဲ့ဘာသာရေးဆိုင်ရာဘုဒ္ဓအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အဆောင်ကြီးအားပေးဖို့ traffic ကိုလိုက်ရပါတယ်။အကြောင်းအရာတွေတင်တိုင်းမှာ ာသိနိုင်အောင်လို့လည်းလူဒီပဲလူကိုပါနှိမ့်ထားပေးခဲ့ကြပါအောင်ရှင်။နာစင်မီခဲ့ရတဲ့ပြည်သူမျိုးအားလုံးရဲ့ဘာသာရေးဆိုင်ရာအသိပညာပူးတွတ်များတိုးဝါကြပြီးတော့နိုင်ငံကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။